ားလုံးပဲမင်္ဂလာပါဒါဒီနေ့မယ်လဲကျွန်တော်ဒီသုံးပွဲမြောက်ကျွန်တော်အနေနဲ့တာပွဲချိုသုံးသက်ပေးခြင်းတယ်ဒါကိုလည်းအကြိုက်ပြပါဆိုပြီးတော့ဒါခဏလောက်ကြည့်ပြီးတော့ရွေးချယ်ပြီးတော့ထိုးရင်ထိုးလိုက်တယ်ဒါမနေ့ကပွဲတွေတော့မနေ့ကပြောမှဆိုမနေ့ကပွဲတွေနေအကုန်လုံးကဒီအောက်ကြီးအောက်တင်းနေရာပဲဟိုနိုင်ခဲ့တဲ့ပွဲတွေအောက်ကြီးတွေပဲပေါ့အောင်ခဲ့တဲ့ပွဲတွေကြည့်ပြီးညဒီနေ့မှဆက်ပြီးတော့အောက်ကြီးတွေထပ်ပေးမလားဒါကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရအောင်အဲပရမောဆုံးကိုပြောချင်တာကြောင့်ဘောလုံးဝဲမှာဘယ်သူမှအပိုင်ဆိုတာမရှိပါဘူးအကြောက်ကိုကိုနဲ့ကိုစိတ်ကြိုက် တူမရွေးချက်တူမတော့ထိုးစေထိုးစေချင်ပါတယ်။အဲကြောဒီကျွန်တော်တို့ဒီဘလုံးမဲ့ဟိုသုံးသပ်ပေးတာလေဒါကိုနေနာကိုဝါသနာပါလို့တာပွဲကျိုးသုံးသပ်ပေးတာပါ။အဲကြောခုလိုနေပိုင်လို့လည်းမဟုတ်ပါဘူး။တကယ်လို့ကိုတာပိုင်တယ်ဆိုတော့ကျွန်တော်တို့နေပြောစရာတော့ပေးစရာတော့ကျွန်တော်မလိုပါဘူးကွာသူထိုးမှာပါ။အဲကြောဒီနေ့မဲ့ဒီကျွန်တော်ဒီပွဲကျိုးသုံးသပ်ပေးခြင်းနဲ့သုံးပွဲရစီဒီဆိုလိုဝိနီးယားရဲ့ကိုဆိုဘိုရဲ့ပြီးတော့ဒုတိယဒိမန်းနဲ့ဘလရှင်းနဲ့ပြီးတော့ ဒီဂျော်ဂျီယာနဲ့စပိန်ပွဲလေးကျွန်တော်သုံးမှတ်ပြန်ကျွန်တော်သုံးသက်ပေးခြင်းနဲ့အဲကြောင့်ဒါခဏလောက်နားထောင်ပြီးတော့ကိုယ်နဲ့အကြိုက်တူပါဆိုရွေးချယ်ပြီးတော့ထိုးနိုင်ပါလေဒီပထမဆုံးအနေနဲ့ကျွန်တော်ဒီဆလိုဗေးနီးယားနဲ့ကျွန်တော်ကိုဆိုပွဲလေးကျွန်တော်သုံးသက်ပေးခြင်းနဲ့လက်ရှိမှာဒီပုဂရီဂျေးပေးတာတကလည်းပဲအပြည့်ရှုံးဘိုးပေါင်းကြီးအနေနဲ့နှလုံးတစ်ဝက်အရှုံးပေးတာပါလေအဲကြောင့်ဒါသူတို့နှစ်သင်းရဲ့ဒါသူတို့နှစ်သင်းပြီးခဲ့တဲ့ကစားခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲတွေမှာလည်း ဒါဒီဆလိုဗီးနီးယားအနေနဲ့ကလည်းဒါသူ့အနေနဲ့နိုင်ပွဲတစ်ပွဲပဲရှိတယ်။တရေပွဲတွေကြည့်တယ်။တရေပွဲဆိုတော့တပိုးမှမရရှိခဲ့တဲ့တပွဲတွေကြည့်ပါပဲ။ဒါတပွဲအရှုံးရလက်ရှိခဲ့တယ်။အတူတူတရေပွဲဆိုရင်၃ပွဲရှိခဲ့တယ်။အတူတူတရေပွဲတစ်ပွဲပဲ။အကြံပွဲတွေညာတော့ဒါစီစီပွဲတွေနဲ့ကြည့်ပဲသူ့အနေနဲ့တရေကြက်တဲ့ပွဲတွေကြည့်ပဲ။ဒါရှုံးတဲ့ဆိုင်တော့တရေဆိုတော့နည်းနည်းလေးတော့ဒါဝါရဖြစ်လဲ။ကြေးတွေကတော့ဒါအောက်ကြေးနေတယ်တော့အကုန်လုံးကြားတဲ့ပွဲတွေကြည့်ပဲပဲ။ လက်ရှိကိုဆိုဘိုနေနဲ့ကလည်းသူ့နေနဲ့ဒါရှုံးဘွဲတစ်ဘွဲရှိတယ်ဒါတရေဘွဲတစ်ဘွဲနိုင်ဘွဲအနေနဲ့ကလည်းဒါသုံးဘွဲရှိတယ်အဲ့တော့သူကစားခဲ့တဲ့တခြားမှာသူတို့အနေနဲ့ပေးကိုရကိုအနေနဲ့သူတို့အနေနဲ့တရေပွဲတွေကစားထားတာကိုကျွန်တော်တို့တွေ့ရတယ်။ဒီကိုဆိုဘုအနေနဲ့ကလည်းဒါနိုင်ပွဲတော်ရှိခဲ့တယ်သူအနေနဲ့ဒါဒီတာကြီးကိုပြက်နိုင်ခဲ့တဲ့ပွဲတွေတော့မရှိခဲ့ဘူး။နောက်ဆုံးစားတဲ့ပွဲမှာလည်းဒါ01နဲ့ဒါအနိုင်ညာရှိခဲ့တဲ့ပွဲတွေကြီးပါပဲ။အဲ့တော့လက်ရှိဒါ ကိုပေါင်းကြီးအနေနဲ့ရတယ်ဒါတို့တို့ပြီးခဲ့တဲ့ပွဲစဉ်တွေပြန်ကြည့်မယ်ဆိုတော့ဒီနှလုံး90ရှုံးတဲ့ကိုပေါင်းကြီးပြန်တစ်ချက်ပြန်ကြည့်မယ်ဆိုတော့ဒါကိုပေါ်မပေါ်ဆိုတာဒါကိုအနေနဲ့ဒါရိုးရိုးအတွေးအနေနဲ့တော့ခံမှန်းလို့ရရမှာပေါ့ပြောဒါတို့တို့နှစ်သိန်းကျွန်တော်တို့ထိုက်တဲ့ပြုဆောင်ပွဲပြန်ကြည့်မယ်ဆိုရင်လည်းထိုက်တဲ့ပြုဆောင်ပွဲ၃ပွဲမှာကဒီဆလိုဗီးနီးယားနှစ်ပွဲနိုင်တယ်နောက်ဆုံးကစားတဲ့ပွဲမှာတော့ဒါတည်ရချခဲ့တဲ့စီးစီးနဲ့တည်ရချခဲ့တဲ့ကိုစိုးဝဲအိမ်ပွဲမှာကစားခဲ့တာတော့အဲကြောင့် အခုလက်ရှိမှာလဲဆိုလိုပင်ရအိမ်ကွင်းမှာကဒီခြေပေးတာလည်းပဲအဖြစ်ဆုံးဘူပေါင်းကြီးအနေနဲ့ကနှလုံးတဝက်စားပေးထားတယ်။သူတို့ထိတ်တိုက်ပြုဆောင်ခဲ့တဲ့နောက်ဆုံးကစားတဲ့ပွဲမှာလဲဒါဆိုလိုပင်ရအနေနဲ့2-1နဲ့နိုင်ရရှိခဲ့တဲ့အိမ်ကွင်းမှာကစားခဲ့တဲ့2-1နဲ့နိုင်ရရှိခဲ့တဲ့တပွဲတော့ရှိခဲ့တယ်။နောက်ဆုံးဝေခွန်းနဲ့ကစားမှာစီစီနဲ့တည်ကြခဲ့တဲ့တပွဲလည်းရှိခဲ့တယ်ဗျ။အဲကြောအခုလက်ရှိဒီဘုကလေးကျင်းနဲ့ဆိုတော့တို့တို့ပြီးခဲ့တဲ့တစ်ချောင်းမှာတို့တို့အနေနဲ့ကရာဘုံကြီးအောင်ခဲ့တဲ့ပွဲတွေတစ်ချောင်းတပွဲမှာမရှိခဲ့ဘူး။ အကျအောက်ကြီးတွေကြီးကြံခဲ့တဲ့ပွဲတွေကြီးပဲအကျလက်ရှိမှာလည်းမနေ့ကပွဲမှာလည်းကျွန်တော်တို့အနေနဲ့ဒီလက်ရှိအောက်သင်းတွေကြီးပဲအောက်ကြီးတွေကြံအောက်ကြီးတွေအောင်ခဲ့တဲ့ပွဲတွေတော်တော်များတယ်အကျလက်ရှိဒီနေ့ဆက်ပြီးတော့ဒါအောက်ကြီးပြန်ထပ်ပေးမလားကျွန်တော်တို့ကတော့ဒါတော့ထပ်စောင့်ကြည့်ရမယ်အကျော်ဒါကျွန်တော်နေနဲ့ဒီကြေးပေးရမယ်ဆိုတော့ဒါကျွန်တော်နေနဲ့ကိုပေါင်းကြေးတွေတော့မထိုင်ဟိုကဘော်ဒီကြေးတွေတော့ကျွန်တော်မထိုင်တော့ဘူးကျွန်တော်ကိုပေါင်းအောက်ပဲကျွန်တော်ထိုင်နေပါတယ်အကျော်ကိုနဲ့အကြိုက်တူမှဆိုတော့ရွေးချယ်ပြီးတော့ထိုးနေပါတယ် ုတိယဒုတိယတပွဲအနေနဲ့ကျွန်တော်ဒီဟိုနဲ့ဒိမ့်မတ်နဲ့ကျွန်တော်ပဲလား၈ပွဲလေးကျွန်တော်သုံးသပ်ပေးချင်တယ်ဒီလက်ရှိကျွန်တော်တို့ကဒီပေးတာတော့လက်ရှိကြေးတိုင်းပဲကျွန်တော်တို့ကြေးပေးတာပါအဲ့တော့လက်ရှိကြေးပြောင်းလဲတယ်ဖြစ်တဲ့အတွက်ကြောင့်ဟိုကကိုရလက်တွေလည်းပြောင်းသွားနိုင်ပါတယ်အဲ့တော့တကယ်လို့ထိုးမှဆိုတော့ဒါကြေးကြည့်ပြီးတော့ထိုးရမှာလို့ကျွန်တော်ကျွန်တော်ပြောချင်ပါတယ်ဒီဒိမတ်နဲ့ဗလန်ရှစ်ကပြီးခဲ့တဲ့ကစားထိတ်တိုက်နောက်ဆုံးတွေ့ဆုံထိတ်တိုက်ကစားခဲ့တဲ့ပွဲမှာတော့ဒါဒိမတ်အနေနဲ့ကတော့ဒါ တော်တော်လေးသူ့နဲ့တက်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာကဒါရလက်ကောင်းလေးကြည့်ပဲရလက်တဲ့ပွဲလေးကြည့်ပါပဲဘလာရှိနေနေရတော့သူ့နဲ့ရှုံးမွေးတဲ့ကြည့်ရှုံးမွေးတော်တော်လေးကိုပြတ်နေကြည့်ရှုံးခဲ့တဲ့ပွဲလေးကြည့်ပဲဗျာကြာတို့နှစ်သိန်းရထိတိုက်တွဲဆောင်ခဲ့တဲ့ကျွန်တော်တစ်ချက်ပြန်ကြည့်မယ်ဆိုရင်တို့နှစ်သိန်းထိတိုက်တွဲဆောင်ခဲ့တဲ့ပွဲမှာလည်းဘလာရှိအိမ်ကွန်းကစားတာမှာဈေးစစ်နဲ့ရှုံးနေခဲ့တဲ့ပွဲ ဒိမ့်မနေနေတော့ခုလက်ရှိမှာသူတို့ထိုက်တိုက်တွေ့ဆုံခဲ့တဲ့ပွဲမှာလည်းသူ့အနေနဲ့အကိုပြအနိုင်ရရှိခဲ့တယ်အခုလက်ရှိမှာလည်းသူ့အနေနဲ့ဒီဒီဒိမ့်မနေနေကဒီအိမ်ဝန်ကစားမှာဆိုတော့ဒီသူ့အနေနဲ့ဒါပြီးခဲ့တဲ့ထိုက်တိုက်ပြီးခဲ့တဲ့ကစားတဲ့ပွဲတော့လည်းသူ့အနေနဲ့ရလတ်ကောင်းနေကြည့်ပဲပိုင်ဆိုင်ထားတဲ့အသေးနဲ့သေးပြဒါသူ့အနေနဲ့ဒီကိုပြတ်နေကြည့်ပဲအနိုင်ရရှိခဲ့တဲ့ပွဲတွေကြည့်ပဲအဲ့တော့လက်ရှိမှာဒီဘသူကအားသာတယ်ဆိုတော့ဒီဒိမ့်မနေနေကတော့တော်တော်လေးအားသာတယ်အသေးနဲ့သေးလို့ပြောလို့ရတယ်အဲ့တော့လက်ရှိဒီကြေးပေးတာလည်း ဒါ၃လုံး90ဒါအရှုံးတော့ကိုကောင်းကြီးနေနေတာ၄လုံး25အရှုံးပေးတာပါလေအဲ့ကျတော့ဒီမနေ့ကဒီမနေ့ကကြီးနေတယ်ဒီသူတို့နေနေဒီ body ကြီးတယ်အမြင်နေပေးထားပြီးတော့ဒါ body ကြီးတယ်မအောင်ခဲ့တဲ့ပွဲဒီမနေ့ကတော်တော်များပါတယ်အဲ့ကျဒါဒီနေ့မှဆက်ပြီးတော့ထပ်ပြီးတော့မနေ့ကလို့ကြီးမျိုးတွေထပ်ပြီးတော့ပေးလာပါတယ်အဲ့ကျောထပ်အောင်လမ်းမအောင်လားဆိုတော့ကျွန်တော်တို့တစ်ချက်တစ်ချက်စောင့်ကြည့်ရမယ်အဲ့ကျောဒါကျွန်တော်တို့နေနေဒီရွေးချယ်မှုပံကံဖို့ပါပဲကို ကိုပိတ်လိုက်တဲ့ဘွယ်ရွေးချယ်မှုမှန်ကန်မှုပါရွေးချယ်မှုမှားတယ်ဆိုရင်ကျွန်တော်တို့ရလက်ကမကောင်းပါဘူးဟိုကြောင့်ဒါဒီဒီနေ့သိမယ်ကျွန်တော်နည်းနည်းပြရမယ်ဆိုတော့ဒီနေ့သိလဲကျွန်တော်ဒီဒိမတ်နဲ့ flash ဘွယ်မှာကျွန်တော် body လက်မထိုင်ချင်ပါဘူးကျွန်တော်ကိုယ်ပေါ်အောက်ပဲကျွန်တော်ထိုင်ချင်ပါတယ်အဲကြောင့်ကိုယ်နဲ့အကြိုက်တူမှလာရွေးချယ်ပြီးတော့ထိုးစေချင်ပါတယ်ကျွန်တော်တို့ဒီဒီဒိမတ်နေနေရလဲဒါပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းပါကသူ့နေနဲ့ကိုပြက်နေချင်အနိုင်ရရှိခဲ့တယ်အကျော်လက်ရှိမှာလဲဒါ၃လုံး90အရှုံး body shape ပေးတာအကျော်၄လုံးရှိမှသူတွေနဲ့အပြည့်နိုင်မယ်၃လုံးအနေနဲ့ကတော့ ဒါခမရိုကြီးတဲ့ပုံစံနဲ့ကတော့ဒီသုံးလုံးပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာတော့ဒီကိုပြက်တွေကြီးဒီနိုင်ခဲ့တဲ့ဒီဒိမ့်မှအနေနဲ့ခမရိုအနေနဲ့ဒီသုံးလုံးသုံးလုံး50စားဆိုတော့နည်း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 စဉ်းစားရင်စဉ်းစားမှာပေါ့ဒါလေးလုံးချူးမှအပြည့်နိုင်မယ်ဆိုတော့ဒါဒိမ့်မှအနေနဲ့ကတော့ရှုံးရင်ရှုံးနိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့ဒါပေမဲ့မနေ့ကကြေးပြတ်ကြည့်မှဆိုမနေ့လည်းဒီလိုကြေးမျိုးတွေပေးပြီးတော့ဇီတူးနဲ့ဒါမနေ့ကပြတ်ခဲ့တဲ့ပွဲတွေရှိပါတယ်အကျော်မနေ့ကပွဲတွေလည်းများတို့တည်ရင်တည်မှာပါအကျော်ဒါဒီနေ့မှဒီကျွန်တော်ကျွန်တော်ကတော့ ဒီဘက်မှာလည်းကျွန်တော်ဒိမန်းနဲ့ဒီပလာချီဘက်မှာကျွန်တော်ဘူပေါင်းအောက်ပဲကျွန်တော်ထိုင်နေပါတယ်ရခုနဲ့အကြိုက်လူမှလည်းလေးချက်ပြီးတော့ထိုးစေချင်ပါတယ်ရတ္တိယဘွယ်အနေနဲ့ကျော်ကြီးရနဲ့ကျွန်တော်စပိန်ဘွယ်လို့ကျွန်တော်သုံးသက်ပေးခြင်းတယ်။ဒါလက်ရှိသူတို့ကြေးပေးတာလည်းဒီပုဂ္ဂိုလ်ကြီးကြေးပေးတာနှလုံး90အစားနဲ့ကိုပေါင်းကြီးအနေနဲ့သုံးလုံးတည်ပေးတာပါတယ်လက်ရှိကြေးပါ။အဲကြောင့်ဒါသူတို့ပြီးကြတဲ့ကစားဘွယ်တခြားမှာလည်းစပိန်အနေနဲ့ကတော့ဒါတော်တော်လေး ရလက်ကောင်းတဲ့အတင်းတက်လို့တော့ပြောလို့ရတယ်သူ့နဲ့ကိုပြက်တဲ့ကြည်အနိုင်ရရှိခဲ့တယ်ပွဲလေးကြည့်ပဲကျော်ကြီးအနေနဲ့ကလည်းသူ့အနေနဲ့ဒါရှုံးပွဲလေးကြည့်ပဲနိုင်ပွဲတစ်ပွဲပဲရှိခဲ့နောက်ဆုံးစားတဲ့ပွဲလေးမှာလည်းသူ့အနေနဲ့ဒါကိုပြက်တဲ့ကြည်ရှုံးနေခဲ့တဲ့ပွဲလေးကြည့်ပဲထိတ်တိုက်တွေ့ဆုံခဲ့တဲ့ဒါကစားပွဲဆိုရင်လည်းစပိန်အနေနဲ့ကလည်းကိုပြက်တဲ့ကြည်အနိုင်ရရှိခဲ့တဲ့ပွဲလေးကြည့်ပါပဲအဲကြောင့်လက်ရှိမှာ ေးထားတာကစပိန်အဝေးကူမှာပေးထားတာကနှလုံး50အရှုံးစပိန်နေနေဒီခြေနဲ့ကတော့နည်းနည်းတန်တယ်လို့တော့ပြောလို့တော့ရတယ်ဗျသူခြေပေးတာသူနေနေပြီးခဲ့တဲ့ကစားပွဲတစ်ချောင်းမှာလည်းဒါသူနေနေကိုပြတ်တဲ့ကြည်အနေရရှိခဲ့တဲ့ရလက်ကောင်းတဲ့ကြည်ပဲသူ body ခြေပေးတာတခုပိုတဲ့ပိုရလက်တွေသူနေနေရယူနိုင်ခဲ့တဲ့ body ကြည်ပဲအဲကြောဒါလက်ရှိနှလုံး50အစားဆိုတော့လက်ရှိခြေအနေနဲ့တော့ကျွန်တော်အနေနဲ့တော့ဒါဒီခြေအနေနဲ့တော့နည်းနည်းတန်တယ်လို့တော့ပြောလို့တော့ရတယ်ဗျဒီစပိန်အနေနဲ့အခုလက်ရှိမှာ ဒီစပိန်နေနဲ့အာဒီအိမ်ကွန်းအောင်ဝေးကွန်းအောင်မှာကသူ့အနေနဲ့ကိုပြတ်တဲ့ကြအနိုင်ညာရှိခဲ့တဲ့ပွဲတွေကြည့်ပါပဲအကြောဒီပွဲမှာကျွန်တော်ပြရမှာဆိုရင်ကျွန်တော်အနေနဲ့ကတော့ဒီစပိန်မဲ့ကျွန်တော်ဒီထပ်ပြီးတော့ဆွန်လာစေချင်ပါတယ်ဆွန်လာချင်ပါတယ်ကျွန်တော်အနေနဲ့ကတော့ဒီစပိန်ကျွန်တော်ပေါ်ဒီကျွန်တော်ထိုင်ချင်ပါတယ်အကြောကိုနဲ့အကြိုက်တူမဲ့ ွဲမျိုးတွေဒါရွေးချယ်ပြီးတော့ထိုးနိုင်ပါတယ်အဲကြောကျွန်တော်ပေးလိုက်တဲ့ပွဲမျိုးတွေလည်းဒါကုအကြိုက်တူမှဒါရွေးချယ်ပြီးတော့ထိုးပါဒါကျွန်တော်အနေနဲ့ဒီနေ့သုံးသင်းပေးခဲ့တဲ့ပေးခဲ့တာမှာဟိုနဲ့အကြိုက်တူမဲ့တပွဲရွေးထိုးပြီးတော့လည်းကစားလို့ရတယ်လို့သုံးပွဲလုံးလည်းမောင်းကနေလည်းထိုးပြီးတော့ကစားလို့ရပါတယ်ဒါပေမဲ့ဒီကျွန်တော်ဒီဘောလုံးပန်းမောင်းဟိုသုံးသက်ပွဲချိုသုံးသက်ပေးတာကျွန်တော်အနေနဲ့အပိုင်ဆိုတော့ကျွန်တော်ပေးတာမဟုတ်ပါဘူးဒါလက်ရှိခြေတန်းအရာကျွန်တော်တို့ဖြစ်နိုင်တဲ့အနည်းဆက်ဆုံးခြေတန်းလေးတွေကြည့်ပြီးတော့ပေးတဲ့ပေးတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ ရလက်မကောင်းတာတွေထွက်ခိုင်လေဒါကျွန်တော်တို့အနေနဲ့ကတော့ဒါတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားပေးခဲ့တာပါအဲကြောင့်တကယ်လို့ဒီရလက်မကောင်းခဲ့တာရှိရင်လည်းကျွန်တော်နတ်စီရနာမှားလို့ပဲဒါကျွန်တော်လည်းပြောသေးချင်ပါတယ်အဲကြောင့်ဒါဒီနေ့မှန်ကြီးစလိုပီးနီးယားနဲ့ကိုဆိုပါကျွန်တော်ကိုအောက်ကျွန်တော်ပေးခဲ့အဒိမတ်နဲ့ဒီဘလက်ရှစ်မှာကျွန်တော်ကိုအောက်ပေးခဲ့တယ်ဒီဂျော်ဂျီယာနဲ့ကျွန်တော်စပိန်ဘွဲမှာကကျွန်တော်စပိန်ကျွန်တော်ဘော်ဒီပဲထပ်ပြီးတော့ပေးခဲ့ပါတယ်အဲကြောင့်ဒါဒီနေ့မှာတော့ဒါကျွန်တော်အနေနဲ့ကတော့ဒါဒီ၃ဘွဲနေတော့ဒါပါပဲအကျော်ကျွန်တော်တို့နောက်ပြီးတော့မှာဆက်ပြီးတော့ကျွန်တော်တို့ဒီထက်အကောင့်နဲ့ရလန့်ပြီးလို့ねကျွန်တော်တို့ပြန်ပြီးတော့တွေ့ကြရအောင်ပါ